အဲ့လိုအားလုံးညီကောင်မောင်နှမများကျွန်တော်ရဲ့ friend များမင်္ဂလာပါခင်ဗျာအဲဒီနေ့ကတော့ကျွန်တော်နိုင်ငံတကာနဲ့မြန်မာပြည်အရေးလေးကိုတုံ့တက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့သူသည်ပြည်အမေရိကန်ရဲ့ not temporary ယာယီပေါ့ temporary နေထိုင်ခွင့်ကိုဘာကြောင့်ပြေးလိုက်ရတာလဲဆိုတော့เนาะမြန်မာအရေးလေးနဲ့ပတ်သက်ပြီးတော့ မြန်မာလူမျိုးတွေကို temporary ယာယီလူပေါင်း၄000ကျော်နော်ပေးထားတဲ့ဟာကိုရုပ်သိမ်းပြီးတော့မြန်မာနိုင်ငံကြီးကိုပြန်လွတ်မယ်ဆိုတဲ့အကြောင်းတရားလေးကျွန်တော်ပြောပြခြင်းပါတယ်အဲ့တော့ဒီအကြောင်းတရားနဲ့ပတ်သက်ပြီးတော့ပြောဖို့အတွက်ကနော်ထူကြပါတယ်ထူကြချက်တွေကနော်မြန်မာနိုင်ငံပေါ်မှာ အမေရိကန်ရဲ့ဆန်ရှင်ကြောင့်မြန်မာပြည်ကတိုးတက်တဲ့လောက်မတိုးတက်ဘူးလောက်ကန်ရမယ့်အချိန်ဒီအောင်မြောင်ဆွမ်းဆောင်မှုတွေကမရှိခဲ့ဘူးဒီချိန်ဒီကာလမှာဖြစ်နေတဲ့အချိန်မှာပေါ့တမရထွန့်ကတက်လာတယ်တက်လာပြီးတော့ဒီဆန်ရှင်ဆန်ရှင်ကို ဖြီးဖို့မရှိသေးဘူးအစည်းအဝေးမရှိဘူးပေါ့နော်နေမြဲတိုင်းကြားမြဲတိုင်းသွားနေတဲ့အချိန်မှာမထင်မတဲ့အခုလိုကာလတော့တမရထွန့်ရဲ့တနစ်ကျော်ကာလအတွင်းမှာမြန်မာပြည်အတွက် နော်အမိတ်ကြောင်ညာသားတခုကိုထုတ်ခဲ့ပါတယ်အဲ့ကြောင်ညာသားကဘာလဲဆိုတော့နံပါတ်1ကတော့သူ့နိုင်ငံရဲ့အကျိုးစီးပွားကိုချိန်ကျောက်တယ်တဲ့နော်သူ့နိုင်ငံအတွက်ချိန်ကျောက်မှုတွေအစ်စ်တွေဖြစ်လာနိုင်တဲ့အတွက်မြန်မာနိုင်ငံပေါ်မှာရှားရှိထားတဲ့သူ့ရဲ့မူဝါဒတွေကိုပြောင်းလဲပလိုက်တယ်နော်မြန်မာလူမျိုးတွေကိုပြန်လဲလွှတ်မြောက်လိုက်တယ်ပေါ့နော် temporary ယာယီပေးထားတဲ့နေထိုင်ခွင့်တွေကိုရုပ်သိမ်းပြီးတော့ပြန်လွှတ်တယ်တိကျနှိကျကတော့ အဲမြန်မာပြည်အတွက်လှုပ်ထားတဲ့ကိစ္စတခုရှိတယ်ပေါ့နော်မြန်မာလူမျိုးမြန်မာနိုင်ငံမှာ သူတို့စောင့်ကြည့်တဲ့အခါမှာပေါ့နော်ထွန့်ရဲ့ဘူဝါဒနှစ်ချက်မှာမြန်မာပြည်ကအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုရှိနေပြီးရွေးကောက်ပွဲကိုလည်းတော့ကျင်းပပေးနေတဲ့အတွက်မြန်မာပြည်အတွက်နော်ပေါ်ထွက်လာမဲ့လွတ်တော်အစ်တတရအတွက်လည်းကြိုးစားတယ်ဆိုတဲ့အရေးအယံတခုကိုပြသပြီးတော့မြန်မာပြည်က ပြောင်းလဲမှုတွေကိုစတင်ဖန်တီးနေတဲ့ဆိုရဲအချက်တစ်ချက်ကိုလည်းနော်ထရန့်ရဲ့မူဝါဒထဲမှာပြောသွားတယ်ပေါ့ဒါတွေကဘာလဲဆိုတော့မြန်မာပြည်အတွက်သူတို့တွေမြင်ထားတဲ့အမြင်တွေတစ်ချိန်ကဒီမိုကရက်တချီဆိုးခဲ့တဲ့အမေရိကန်လွတ်တော်နိုင်ငံရေးမှာနော်ဒီမိုကရက်တီရဲ့နိုင်ငံတကာအပေါ်မှာတုံ့တက်ချက်တွေကိုပြောင်းပြန်လိုက်လှန့်ချိုးပြီးပြောင်းပြန်အတွေးတွေနဲ့ပြန်တွေးပြီးတော့လှုပ်ချင်းသည်သမရထရန့်နေနဲ့ เนาะအမှန်တရားတွေဖြစ်မယ်ဒီမိုကရေစီရဲ့เนาะလှုပ်ဆောင်ချက်တွေကအမှားတွေဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့မူဝါဒထုတ်ပြန်လိုက်တဲ့ထရန့်ရဲ့မူဝါဒကိုချီးကျူးရမယ်သိနိုင်တယ်အဲ့တော့မြန်မာပြည်ကိုပြည်သူ့ဘောဆောင်တဲ့အမြင်တွေဘာကြောင့်မြင်လာနိုင်သလဲမြင်လာရတာလေမြင်လာတဲ့အကြောင်းတရားတွေဟာမြန်မာပြည်ရဲ့နိုင်ငံခြားရေးမူဝါဒပြုပြင်ပြောင်းလဲမှုတွေရဲ့ထိုးဖောက်မှုအားစွမ်းရည်တွေလည်းပါတယ်။နောက်မြန်မာပြည်အပေါ်မှာထားရှိတဲ့ เนาะတမရထရန်ရဲ့မူဝါဒကပြန်လည်ပြင်ဆင်တဲ့အချက်တရားလေထူးခြားပြောင်ပြောင်းလာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့မြန်မာပြည်ကနိုင်ငံတိုင်းမူဝါဒဘာတွေကိုပြောင်းလဲလိုက်လဲဆိုတော့မထင်မှန်ဘဲနဲ့ Trump ချိန်ညာလိုက်တဲ့အချိန်အရှိမနှောင်းငယ်နှစ်ရက်အတွင်းမှာမြန်မာပြည်ဆိုရိုက်ပြန်ကြိုက်တာဗိုလ်ချုပ်စော်မင်းထွန်းကနေပြီးတော့ချက်ချင်းပြန်လွတ်မဲ့လူတွေကိုတော့ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ကြိုးဆိုပါတယ်လက်ခံပါတယ်တော့ပြန်လာကြပါ အမှုကြီးကြီးမားမားမလုပ်ထားတဲ့သူတွေအတွက်ပြစ်ဒဏ်ခွင့်လွှတ်ခွင့်ရှိပေမဲ့တော့ကျန်တဲ့လူတွေအားလုံးအမှုကြီးကြီးမားမားလုပ်ကြံခံထားရတယ်လုပ်ကြံထားတဲ့သူတွေအတွက်ကတော့အပြစ်ရှိအောင်သူ့အပြစ်ကိုခံယူရမှာဆိုတော့ဒါဒီလူလို့တွေကိုကြိုးစားပါလေဆိုတော့မြန်မာပြည်စိုးရအောင်ဘာကြောင့်ချက်ချင်းထားလို့ရတာလဲဘာလို့အပြည်တွေချက်ချင်းထောက်ရတာလဲဒါအဲ့ထူးခြားတဲ့နိုင်ငံရေးဖြစ်စဉ်တွေပါအဲ့တော့ဒါဆိုရင်ဒီမူဝါဒတွေပြောင်းပြီးနေ့ရက်တွေမှာမြန်မာအစိုးရက အခုလိုကြီးလှုပ်တာကထူးခြားမနေဘူးလားနည်းနည်းလေးရောမဆောင်သင့်ဘူးလားချိန်လေးဆောင်ပြီးတော့မှပြောင်းလဲပြီးလှုပ်ပါလားဟိုကရက်60အချိန်ပေးထားတဲ့အချိန်မှာကျွန်တော်ဒီဘက်ကအေးအေးဆေးဆေးနဲ့လှုပ်ရင်ရောမရနိုင်ဘူးလားဘာကြောင့်ချက်ချင်းပြရလဲဆိုတော့မြန်မာပြည်နဲ့နိုင်ငံနိုင်ငံတကာမှာရှိနေတဲ့အမေရိကန်အစိုးရအပေါ်မှာစွန့်စွန့်နဲ့မှလှုပ်ထားတဲ့အဖွဲ့အစည်းနေနဲ့မြန်မာအစိုးရဘလို့ချိတ်ဆက်မှုတွေရှိတယ်ဆိုတော့အဲ့မှာပေါ့ပေါ့နေနောက်ပြီးတော့မကြသိခင်ချိန်ကနေမြန်မာအစိုးရနေပြီးတော့ เนาะ lobby ဆိုပြီးတော့ company တခုကိုငှားပြီးတော့ပတ်စံနေပေးခဲ့တဲ့လှုပ်ဆောင်ချက်ကလည်းနိုင်ငံခြားရေးမူဝါဒမှာတည်ရောက်တဲ့လှုပ်ဆောင်ချက်ဆိုအဲ့ဒီမှာတော့ပေါ့လေသမရထရန်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့เนาะသမရထရန်ရဲ့လှုပ်ဆောင်ချက်တွေကိုအမှန်တရားမြန်မာပြည်ရဲ့အရေးကိစ္စကိုအမှန်တရားချပြနိုင်တဲ့ဒီ lobby တွေရဲ့လှုပ်ဆောင်ချက်စီမြန်မာပြည်အတွက်เนาะအကောင်းဆုံးဘက်ကိုအရွေးတစ်ခုကိုရွေးပြီးဆိုတာကိုကျွန်တော်တို့အဲ့ lobby တွေရဲ့ကျေးဇူးကိုကျွန်တော်တို့เนาะကျွန်တော်ကျေးဇူးလို့ပဲပြောရတော့မှာပေါ့ဗျာ လော်ဘီတွေရဲ့ဆွမ်းဆောင်ချက်ကိုကျွန်တော်တို့အတိအမှတ်ပြုပါပြီလို့ကျွန်တော်ယူဆလို့ရပါပြီ။ကျွန်တော်ထိရောက်တဲ့လော်ဘီတွေရဲ့လှုပ်ဆောင်ချက်ဒီအမေရိကန်ဆိုးရွားနဲ့ joint နော်ဖယ်လှယ်ခြင်းဟာအမေရိကန်အာဘော်တွေဟာအခုထုတ်ပြန်လိုက်တဲ့နှစ်ချက်ပေါ်မှာကျွန်တော်တို့မြင်နိုင်ပြီဖြစ်ပါတယ်။နောက်တစ်ထူးခြားတာကပထမတစ်ချက်မှာထရန့်ကဘာပြောထားလဲဆိုတော့သူ့ရဲ့အကျိုးစီးပွားနဲ့သူ့နိုင်ငံရဲ့နော်လုံခြုံရေးနော်အကုန်လုံးပေါ့နော်ထိခိုက်နစ်နာနိုင်တယ်ဆိုတော့ဒီလူတွေကိုပြန်လွတ်တာလို့ယူဆရတဲ့အဖြေတစ်ခုပေးထားခဲ့တာကအမှန်တော့မဟုတ်ပါဘူး။ ဒီလူ၄000ကျော်ကသူ့နိုင်ငံကြီးကိုမချင်းချောက်ပါဘူးချင်းချောက်နိုင်တဲ့စွမ်းရည်လည်းမရှိပါဘူးဒါဆိုရင် Trump ကသူ့ရဲ့အကျိုးစီးပွားတွေကိုထိခိုက်နိုင်တယ်သူ့နိုင်ငံကိုချင်းချောက်နိုင်တယ်ဆိုတော့ဘာကိုပြောတာလဲဆိုတော့အရာတစ်ချက်ကထူကြပါတယ်အဲ့ဒါကဘာလဲဆိုတော့မြန်မာပြည်ရဲ့အစိုးရကိုဒီတိုင်းသာဆက်သွားနိုင်မယ်ဆိုရင် သူ့နိုင်ငံရဲ့အကျိုးစီးပွားကိုထိခိုက်နိုင်တယ်ဆိုတဲ့အရာကသူဘာလဲနိုင်ငံသားရေးမူဝါဒတွေကိုသူသုံးသပ်လို့ဘာလဲဆိုတော့မြန်မာပြည်အစိုးရကတာမန်အစိုးရမဟုတ်တော့ဘူး မြန်မာပြည်အစိုးရရဲ့မဟာဗျူဟာမြောက်နော်နိုင်ငံရေးမဟာဗျူဟာမြောက်ပေါင်းသစ်ဆက်ဆံထားတဲ့ရုရှားနိုင်ငံတစ်ပြီးတော့မြန်မာပြည်နဲ့မဟာဗျူဟာမြောက်စီးပွားရေး policy မူဝါဒတွေနဲ့အတူတိုင်းပြည်ပြန်လည်တည်ဆောက်ကူးပေါင်းဆောင်ရွက်နေတဲ့တရုတ်ပြည်အစိုးရနိုင်ငံအကြီးအကဲကမ္ဘာနိုင်ငံကြီး1 2 3တဲမှာပါတယ်နိုင်ငံဖြစ်တယ်လို့နောက်တနိုင်ငံဖြစ်တယ်မြန်မာပြည်ရဲ့အနောက်ဘက်မှာရှိတယ်အိန္ဒိယနိုင်ငံရဲ့မြန်မာပြည်နဲ့ပူးပေါင်းဆောင်ရွက်မှုအခမ်းအနားတွေဟာ เนาะဘယ်လောက်ထိ drive ဖြစ်သွားလဲဆိုတဲ့အတွက်ကြောင့်အိန္ဒိယနဲ့ရုရှားယနေ့မကြခင်ကကြီးလိုက်ပါเนาะညီညွတ်တဲ့အသွင်ဆောင်တဲ့မဟာဗျူဟာမြောက်မိဖက်နိုင်ငံတွေဖြစ်သွားသလိုအိန္ဒိယနဲ့တရုတ်မဟာဗျူဟာမြောက်မိဖက်နိုင်ငံဖြစ်သွားတယ်ရုရှားနဲ့တရုတ်เนาะအပြန်အလှန်ပူးပေါင်းဖလှယ်နိုင်တဲ့အစ်စ်နေဖြစ်သလိုเนาะဗီဇာကင်းလွတ်ခွင့်တွေသူ့နိုင်ငံကိုယ်နိုင်ငံအချိုးစည်းဝါးတွေဖော်ဆောင်နိုင်ဆိုအိန္ဒိယနဲ့ရုရှားစီလေဒီလိုမျိုးအချိုးစည်းဝါးတွေဖော်ဆောင်မယ်ဆိုတဲ့အချက်တွေကိုအကောင့်တွေဖော် တိဆောက်နိုင်ခဲ့ပြီဒါဒီဘာကြောင့်လဲမြန်မာပြည်နိုင်ငံဆိုတဲ့နိုင်ငံလေးကိုအခြေပြုပြီးဒီသုံးနိုင်ငံပေါင်းစည်းသွားတာတိတ်ထူကြတယ်မြန်မာပြည်တက်တိတ်ထူကြတယ်ဒါကိုဘသူကပေါ်ဆောင်ခဲ့တာမြန်မာနိုင်ငံအစိုးရလက်ရှိအစိုးရဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကနေပြီးတော့သူ့ရဲ့အကြံပေးပုဂ္ဂိုလ်နေတဲ့ဒီမဟာဗျူဟာကိုချမှတ်ခဲ့တယ်နော်ဒါကြောင့်မလို့အမေရိကန်ဘက်ကမထိုင်နဲ့မထိုင်တော့ဘူးလုံးဝဒီဘက်ကတရုတ်နဲ့ရုရှားကိုအပီထိုင်လိုက်တဲ့မြန်မာပြည်ဟာနော်အမေရိကန်နေနဲ့ เนาะအကြောင်းတရားတစ်ခုကိုဖန်တီးနိုင်ဆိုဖြစ်သလိုအိန္ဒိယကလည်းဒီမဟာဗျူဟာနိုင်ငံကြီးနှစ်နိုင်ငံနဲ့အတူပူးပေါင်းလိုက်ခြင်းဟာမြန်မာပြည်ရဲ့အဓိကခရာကြတဲ့နိုင်ငံရေးကြားရေးမူဝါဒဆက်ဆံမှုသည်ထိရောက်တဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်ဆိုတော့အဲ့မှာပေါ့ပေါ့ဆိုတယ်။ဒါကြောင့်ထွန့်ကစဉ်းစားပြီးဒီတိုင်းကငါဆက်သွားနိုင်မယ်ဒီမိုကရက်တီရဲ့လှုပ်ဆောင်ချက်ဒီမှားယွင်းတဲ့လှုပ်ဆောင်ချက်ဆိုတာငါ ရင်ကုန်နှုတ်ပိတ်နေပြီးတော့ငါမလုပ်ခဲ့ဘူးဆိုရင်မြန်မာပြည်နဲ့ပူးပေါင်းခဲ့တဲ့ဒီတိုင်းနိုင်ငံကြီးနဲ့ငါသည်ထိတ်တရင်ဆိုင်ရတော့ရောက်မလို့မြန်မာပြည်နေနဲ့နော်ဒီမူဝါဒတွေနော်ဒီလိုမရှိပါဘူးထွန့်ရဲ့စိတ်ပိုင်းဆိုင်ရာထွန့်ကမြန်မာပြည်မှာထားရဲ့စိတ်သဘောတာဒီလိုရှိပါလေဆိုတော့မြန်မာဆိုရအောင်တက်တည်ပြလိုက်တဲ့အချက်ဒီဒီကမ္ဘာနိုင်ငံကြီးတုံးနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့ပေါင်းစည်းခဲ့တဲ့နိုင်ငံကြီးမူဝါဒမဟာဗျူဟာကြောင့်ပဲဆိုတာကိုကျွန်တော်တို့ကကောက်ချက်ဆွဲနိုင်ပါပြီဒါကြောင့်မလို့အနာဂတ်မြန်မာပြည်ရေးသည့် နော်တာယာတော့အေဂျင့်တော့နော်တိဆောက်မှုအကောင်တော့နော်စီးပွားရေးဖွံ့ဖြိုးမှုအကောင်တော့နိုင်ငံငါးငါးရေးရဆက်ဆံမှုအကောင်နဲ့နိုင်ငံငယ်လေးတစ်ခုက မကြခင်ချိန်တွင်းမှာတမုတ်ချင်းလွတ်တော်နိုင်ငံရေးတစ်ခုတစ်ခုပေါ်လာပြီးတော့နော်လွတ်တော်မှာအစိုးစစ်တပ်တပ်မတော်က25ရက်ကိုင်းတို့အရက်ဖက်နိုင်ငံရေးပါတီတွေနဲ့နော်ညွန်ပေါင်းဆိုတဲ့နိုင်ငံရေးပါတီတွေပေါင်းစည်းထားတဲ့အရက်သားလွတ်တော်နိုင်ငံရေးဟာ 85ရာခိုင်နှုန်းနဲ့တူမြန်မာပြည်တိုးတက်ရေးကိုတဆိုင်မှတ်မှတ်ရှင်းဆောင်ဖို့အားအပြည့်ဖြစ်လာဖို့အကြောင်းတရားတွေဖန်တီးနိုင်သလိုမြန်မာပြည်ရဲ့အတိတ်တပောင်နမိတ်ဆောင်နဲ့သတင်းကြော့ဒဇောင်းတိုင်းတော့ပျော်ပွဲရှင်ပွဲတွေရလဲမြန်မာပြည်အတွက်အတိတ်တပောင်နမိတ်ဆောင်သလိုယနေ့ရာဇီဦးလူကလည်းရန်ကုန်မြို့မှာတူမတူအောင်အေဂျင်စိတ်ဝင်လာတဲ့အေးစိတ်နဲ့အရသာစောင်းဦးရဲ့အရသာလို့လည်းပြ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 ခံစားလာရတဲ့ရာဇီဦးလူကောင်းမွန်တဲ့ကြောင်းလဲမှုတွေကိုကြည်ချင်းအပြင်ထောက်ရှုခြင်းအပြင်မြန်မာပြည်ဟာ အကောင်းဆုံးဘက်ကိုရက်တည်နိုင်သလိုမကြခင်မှာကျင်းပါတော့မှဂျော့ရှူအာဗိုင်နဲ့နော်အဲဂျော့ရှူအာဗိုင်မြန်မာနိုင်ငံအလံကိုကိုစားပြီးတော့ဂျော့ရှူအာဗိုင်ရဲ့အောင်မြင်မှုတည်လဲမြန်မာဒီရဲ့အတိတ်နမိတ်ကိုဖော်ဆောင်ရမယ်ဆိုတော့ကျွန်တော်တို့တင်ပြရင်းနဲ့အခုချိန်မှာပဲကျွန်တော်ပြောနေတဲ့အချိန်မှာပဲမြန်မာပြည်ရဲ့အတိတ်တပောင်နမိတ်ဆောင်နဲ့နော်အကြောင်းတရားတစ်ခုကထပ်ပြီးတော့ပြပါပြီ။ဘာလဲဆိုတော့နော်ပန်တိုရာနဲ့ဂျော့ရှူအာဗန်တို့ရဲ့ထိုးပွဲ အခုကျွန်တော်ပြောနေတဲ့ထိုးနေတဲ့အချိန်မှာပဲကျွန်တော်ပြောခဲ့ပါတယ်ပထမပိုင်းမှာမြန်မာပြည်ရဲ့အတိတ်နမိတ်ကအောင်မြင်မှုတွေကိုပြတော့မယ်ဆိုရင်ဂျော်ရှူအာဘန်ဟာအနိုင်နဲ့เนาะမြန်မာနိုင်ငံအလံကိုကိုးစားပြုစပြီးတော့စင်မော်စထိုးတယ်မြန်မာပြည်ကိုသူ့ရင်ထဲမှာနော်ချင်းလူမျိုးတိုင်းရင်းသားနိုင်ငံသားမဟုတ်ပေမဲ့နော်အမေမြန်မာနိုင်ငံသားမဟုတ်တော့ပေမဲ့သူ့ရင်ထဲမှာမြန်မာပြည်အတွက်နှလုံးသားရှိနေတဲ့ဂျော်ရှူအာဘန်နော်ချင်းတိုင်းရင်းသားလေးဟာ ်သူပွဲတိုင်းမှာမြန်မာနိုင်ငံအလံကိုစားပြုတယ်ကျွန်တော်တို့အရန်လေးစားတယ်နော်အဲ့တော့ကရင်ဖိုက်တာတွေတနာတယ်ခမင်းတို့မင်းတို့ဘလောက်ကြီးအောင်မြင်နေပြီစင်ငါတို့အထင်မကြီးဘူးဘာဖြစ်လို့လဲမင်းတို့ထိုးတဲ့ပွဲတိုင်းမှာမြန်မာနိုင်ငံအလံကိုမင်းတို့ကိုစားမပြုဒါကြောင့်မို့မင်းတို့ကရင်ဖိုက်တာတွေမင်းတို့ငါတို့ကလုံးဝတနာတယ်နော်ဒါမှမဟုတ်မင်းတို့ဂျော့ရှူအောင်အထုခိုးပါကိုယ်နိုင်ငံကိုတကယ်ချစ်တယ်ဆိုမြန်မာနိုင်ငံကိုကိုစားပြုပါဟုတ်ပြီလားဂျော့ရှူအောင်ကမြမသူ့ရင်ထဲမှာမြမပြည်အတွက်ဘယ်လိုပေးဆက်ရမလဲဆိုတဲ့အရာတစ်ခုဟာ နော်မြန်မာပြည်ကိုချစ်တဲ့စိတ်နဲ့နော်ကဘာကြီးကိုမြန်မာလူမျိုးတွေသိအောင်ဆိုတဲ့စိတ်ဓာတ်နဲ့သူစူးစမ်းပြီးတော့လုပ်ခဲ့တဲ့သူ့ရဲ့စိတ်စေစနာမှန်တဲ့နော်အကြောင်းတရားတွေအတိတ်တပောင်နမိတ်ဆောင်တဲ့အရေးရောင်တွေနော်အတိတ်တပောင်နှိတ်ဆောင်တဲ့အရေးရောင်တွေဟာဖော်ပြပြီးဖော်ပြပြီးဖော်ပြပြီးဖော်ပြရင်ကောင်းတဲ့ဘက်ကိုအရွေးတစ်ခုကိုရွေးဖို့အတွက်ဖော်ပြနေပြီဆိုတာကဂျော်ရှူဟာဘိုင်ရဲ့အောင်မြင်မှုဟာမြန်မာနိုင်ငံအလံကိုကမ္ဘာအလယ်မှာနော်အလံကိုရဲဝင့်စွာဖွင့်လှူနိုင်တဲ့ နော်ပွဲတွေအခမ်းအနားတွေခမောင်မြင်ရတော့မယ်အောင်သွားပြီအောင်တာတော့ရိုးအောင်တာမဟုတ်တော့ခမောင်ပန်ချိုချာကိုရိုက်ချိုးပလိုက်တယ်လက်ကိုလက်ပါချိုးအောင်လှုပ်လိုက်တယ်နော်ဒါကြောင့်မလို့မြောက်ကမ္ဘာနိုင်ငံကြီးတွေခမောင်တို့ဘယ်လောက်ပဲလုံနေပါစေမြန်မာပြည်ဟာချိန်ချမ်းနဲ့ခမောင်တို့ရိုက်ချိုးပြီးတော့နော်ထူးချုံတက်မြတ်တဲ့နိုင်ငံတစ်ခုကိုတွားတော့မယ်ဆိုတော့ကျွန်တော်တို့ဖော်ပြခြင်းဖြစ်ပါတယ်အဲ့တော့ခုနကကျွန်တော်တို့ဒီအမေရိကန်နဲ့ပတ်သက်တဲ့နော်ကိစ္စရက်ဒီ တော့နိုင်ငံတကာစ조사မှုတွေလှုပ်ဆောင်ချက်တွေကိုကျွန်တော်ကြည့်ခြင်းအပြင်နော်မြန်မာပြည်ရဲ့အရေးတစ်ခုဟာကျွေးတော်မယ်။ဒါမှမဟုတ်ခုနကပြောတယ်နော်အခုအမေရိကန်သမရရဲ့နော်အခု TBS ပေါ့နော်ဒါ temporary ယာယီကိစ္စလေးကိုကျွန်တော်အဲ့မှာဟိုနည်းလေးနဲ့အချက်ကလေးနဲ့နော်နော်မြန်မာပြည်ကိုအမေရိကန်ကဘယ်လိုမြင်တာလဲအချက်တင်နေသူကထောက်ကြည့်ပြီးတော့နော်မြန်မာပြည်ကိုချပြသွားတယ်ချပြသွားတယ်အဲ့တော့နော် ဒီတမရထွက်ရင်ယင်ထဲကိုထိုးပေါက်ပြီးပြောနိုင်တာတွေကဘာတွေလဲဘယ်သူတွေလဲဘယ်အုပ်စုတွေလဲဘယ်လိုပုံစံတွေကထိုးပေါက်နေခင်ဗျားတို့စဉ်းစားရမယ်ဒါဆိုရင်မြန်မာနိုင်ငံရဲ့အပြောင်းအလဲဟာဒီတုံးသက်သွားတဲ့အမေရိကန်အစိုးရရဲ့တုံးသက်သွားတဲ့ထရန့်တုံးသက်သွားပုံမှာအများကြီးမှုတည်နေနော်နံပါတ်1အရေးပေါ်အုပ်ချုပ်ရေးတွေရဲ့ရုပ်သိမ်းပေးလိုက်ပြီမြန်မာမြန်မာအရေးပေါ်အုပ်ချုပ်ရေးလှုပ်ထားတာထွက်မသိဘူးနော်ဥပဒေတွေချအဲ့ဒါတွေကိုရုပ်သိမ်းပေးလိုက်တယ်တိတ်ချက် နှစ်ချက်ဥပဒေနဲ့ညီနတ်ဆာကအစိုးရကနော်နတ်လာအစိုးရကိုပြောင်းထားလိုက်ပြီဥပဒေနဲ့ညီနတ်ဆာကအစိုးရနိုင်ငံတော်လုံခြုံရေးကောင်စီကိုပြောင်းပေးလိုက်ပြီအဲ့ဒါအသေးစိတ်အဲ့လောက်အသေးစိတ်ကိုနော်အမေရိကန်တမန်တော်မသိဘူးဒါမဲ့သူရဲ့အခုမြန်မာပြည်ပေါ်မှာပြောတဲ့ဟာမှာဒါတွေကိုထောက်ချူပြီးတော့နော်ထွန့်ကိုထွန့်ကတင်ပြလာနော်ရုပ်ောက်ဝဲမြချင်းပါတော့မယ်တဲ့ဟာ ယူကဘွေကျွမ်းမှမယ်ဆိုတော့ယူကဘွေထောက်ခံတယ်ဆိုတဲ့သဘောတရားပဲလေနံပါတ်လေးတရားစီရင်တရားဥပဒေစိုးမိုးရေးနဲ့အုပ်ချုပ်ရေးပညာရေးကျန်းမာရေးပြည်သူဝန်ဆောင်မှုပေးရတဲ့ကိစ္စတွေကတိုးတက်လာပြီအဲ့ဒါကနော်ဖြတ်လို့ဖြစီလို့တဲ့မြန်မာပြည်အဖြစ်ပါမအကြမ်းဖက်တွေရဲ့ပညာရေးအုပ်ချုပ်ရေးပြည်သူဝန်ဆောင်မှုနော်တရားဥပဒေစိုးမိုးရေးဖြတ်လို့ဖြစီဖြစ်နေတာတွေကတိုးတက်မှုအရှင်ကိုသူမြင်နေရပြီတဲ့ကြည့်အောင်နော် နော်တမရတယောက်ကတုံးတက်သွားတာနိုင်ငံသားရဲ့မူဝါဒကိုတုံးတက်သွားတာမြန်မာပြည်ပေါ်မြန်မာတွေရဲ့ဗီဇာသက်တမ်းကျော်နေတာတခြားနိုင်ငံတွေအားလုံးတဲ့အမြအဆများစွာများတယ်တဲ့ဗီဇာတွေနော်အိုနေတာအိုနေတာတွေအဆများစွာများတယ်ဒါကတော့ normal ပေါ့ဗျာအဲ့နေပြီးနိုင်တဲ့မြန်မာအများကိုတဲ့အမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့ကလက်ရှိစုံစမ်းစစ်တယ်ဩသူတို့ရဲ့တရားဥပဒေစိုးမိုးရေးကိုမြန်မာနိုင်ငံသားတွေချိုးဖောက်လိုက်မယ်ဒါတာမန်လောက်ပဲကျွန်တော်တွေးတယ်နံပါတ်ခုနှစ် မြမပြူအပြန်လေလေပတ်ဖို့ခီးသွောခွင့်ရှောက်ထားသူအေးရှောက်ထားသူမြမအေးအေးအတွက်ဟာတဲ့၁၄ရက်နေ့ဒီဇွန်လအစနေ့မြင့်တက်လာမြမပြူပြန်ပြီးတော့တော့ဒါနော်မယ်မြမမြောက်နေတိုင်းခွင့်ပြုတ်လိုက်တာတဲ့အမေရိကန်အကျိုးစီးပွားနဲ့အမေရိကန်ရဲ့လုံခြုံရေးကိုချိန်ချောက်နေတယ်အဲ့မှာအကျိုးစီးပွားနဲ့လုံခြုံရေးကိုချိန်ချောက်တယ်ဆိုဒီလူတွေကမြန်မာပြည်ရဲ့၄000ဆိုမြန်မာတွေကအမေရိကန်အစိုးရကိုမချိန်ချောက်ဘူး နော်လုံခြုံရေးနဲ့တရားစုဖို့တွေဆိုမို့ရမချင်းချောက်ဘူးချင်းချောက်နေတာဘယ်သူတွေကချင်းချောက်လဲနော်နိုင်ငံခိုးလုံလာတဲ့နော်စစ်ပွဲတွေဖြစ်ပါတယ်ဆိုခိုးလုံလာတဲ့ဟိုဘက်ကပါတာကြနော်ဒီကချင်းချောက်မှုဒီစကားကိုသူထည့်ရေးလိုက်တာဘာကြောင့်လဲကျွန်တော်ခုနကပြောသလိုနော်အဲ့ဒါပါလဲဆိုအမေရိကန်ရဲ့အကျိုးစီးပွားနဲ့လုံခြုံရေးချိန်ချောက်နိုင်တယ်ဆိုတဲ့အရာက တာမန်အတွင်းမှုမို့တော့တဲမမြန်မာပြည်အစိုးရတိဆောက်ထားတဲ့နိုင်ငံရေးမဟာဗျူဟာဟုတ်တယ်နော်တိုင်းပြည်တပြည်ကနိုင်ငံရေးကိုတိဆောက်အောင်နိုင်ငံရေးဆိုတော့ကျွန်တော် definition ဖွင့်ခဲ့တိဆောက်အောင်ပြည်တွင်းနိုင်ငံရေးတိဆောက်ဆိုနိုင်ငံတကာနိုင်ငံရေးကိုလည်းတိဆောက်အောင်ဘယ်လိုတိဆောက်လဲကမ္ဘာမှာ first second သက်နော် number 5ဒီဝင်တဲ့နိုင်ငံတွေကိုမြန်မာပြည်အစိုးရကတိဆောက်နိုင်တယ်ဟုတ်ပြီနော်အိန္ဒိယတရုတ် ရုရှားကမ္ဘာနိုင်ငံအကြီးသုံးနိုင်ငံနဲ့မြန်မာပြည်ဟာမိတ်ဖက်မဟာဗျူဟာကျနိုင်ငံရေးတစ်ခုစီးပွားရေးတွေနိုင်ငံရေးတွေလူမျိုးတွေအချိုးစီးပွားတွေစီးရေးတွေပူးပေါင်းဆောင်ရွက်ဖို့အတွက်မြန်မာပြည်ဆိုတာတိဆောက်နေကြောက်နိုင်ငံရေးဆိုတာတိဆောက်ရတယ်နိုင်ငံရေးသမားဆိုတာတိဆောက်တတ်ရတယ်နိုင်ငံရေးသမားလှုပ်တော့မယ်ဆိုရင်တိဆောက်နိုင်တဲ့စွမ်းအင်တွေရှိရတယ်အတိတ်အနာကပြစ်ဆုံးပံအတွက်ဘာတွေတိဆောက်မလဲ အတိတ်ကငါတို့ရဲ့အားနေချက်တွေငါတို့ပြင်ပြီးဘာတွေတိဆောက်ရမလဲလုတ်ခဲ့တဲ့အကြောင်းတရားကြီးရှိရမလားအနာကအနာကမှလည်းငါတို့ဘာတွေစူးစမ်းပြီးတိဆောက်မယ်ဆိုရင်ပြစ်ဆုံးပါမှာငါတို့ဘာတွေတိဆောက်ပြီးစူးစမ်းမယ်ဆိုအနာကတော့ဘလို့အကျိုးကျေးဇူးတွေရမှာလဲဒီလိုပဲအနာကတော့ငါတို့ချိုတင်ပြီးတော့ဒီပြစ်ဆုံးပါမှာဘာတွေချိုတင်ပြီးတိဆောက်ရမလဲဆိုတော့တိဆောက်ခြင်းကနိုင်ငံရေးဆိုတာတိဆောက်ရတယ်နိုင်ငံရေးသမားဆိုတာတိဆောက်မှုပြရမယ်တမိုင်းရှိရမယ်အချက်လက်တွေရှိရမယ် တီဆောက်တဲ့နေရာမှာလဲအတိမတ်ပြုတီဆောက်တဲ့အချက်တွေအများကြီးရှိတယ်တီဆောက်ရင်းဆိုတဲ့အချက်အများကြီးရှိတယ်အဲ့တော့နိုင်ငံသားလို့တော့မယ်ဆိုတဲ့လူတွေဟာသူ့ရဲ့အတိတ်တမိုင်းမှာလဲဘာတွေအတွေ့အကြုံဘာတွေဘူးသူဒဘာတွေလှုပ်ဆောင်ချက်ဘာတွေတီဆောက်ထားနိုင်တယ်စွန့်ရင်ရှိမှသာလွတ်တော်နိုင်ငံကြီးကိုသူချိုးဖောက်နိုင်တယ်ဒီလိုပဲလွတ်တော်နိုင်ငံကိုငါရောက်ခဲ့ငါအဲ့တော့အတိတ်မှာဘလို့တွေငါတို့ပြုတ်ချင်ခဲ့ပြီးဘူးသူဒတွေငါတို့ဘလို့ရယူခဲ့ပြီးတော့ ်မြန်မာနိုင်ငံကိုငေါတမုတ်ချင်း၅နှစ်တွင်မှာမတို့ဘာတွေအရာတည်ဆောက်မလဲဆိုတဲ့အချက်တွေရှိရရှိရအဲ့တော့မြန်မာပြည်ဟာမြန်မာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာနိုင်ငံတကာဆက်ဆံရေးကိုအရာတည်ဆောက်နိုင်ခဲ့တဲ့အတွက်ကြောင့်ယနေ့အမေရိကန်ရဲ့ပြောင်းလဲမှုဟာမြန်မာပြည်ပေါ်မှာတက်ရောက်လာပြောင်းလဲမှုဟာအပြုသဘောဆောင်တဲ့ကောင်းမွန်တဲ့ချက်တွေကိုရှိတဲ့အတွက်ကြောင့်ဒါလည်းဘာကြောင့်လဲသူ့ရဲ့ဒီဘက်မှာနိုင်ငံကြီးသုံးနိုင်ငံနဲ့မဟာဗျူဟာကြီးတည်ဆောက်နိုင်တဲ့အတွက်ကြောင့် တိုင်းပြည်တပြည်မှာချိနဲ့နေတယ်အားနေနေတယ်ဆင်းရဲနေတယ်ဆိုရင်ဘယ်နိုင်ငံမှာမကယူမဆိုင်ဘူးအလေးမမူမထီမဲ့ပြင်မဘူးအနိုင်ကျင့်တယ်ချိုးမိုးတယ်ချဲ့လေတယ်မြန်မာနိုင်ငံလိုဒီလိုမျိုးမဖွင့်ပြောဘူးတော့ပြည်တွင်းစစ်တွေဖြစ်ပြီးတော့ဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာနိုင်ငံကမ္ဘာနိုင်ငံကြီးတွေအကောင်လုံးချဲ့လေဘောအရှင်နဲ့မြန်မာပြည်ကိုငွေလင်းတပည့်၆ပြားပေးပြီးတော့ချစ်ရည်တွေပေါ်ဆောင်ဘောအရှင်နဲ့ နော်မြန်မာပြည်စီးပွားရေးတွေဖိတ်အောင်အခွင့်အလမ်းတွေနေအောင်လုံးဘဝအစင်သိအိုင်းချင်းနေနေတဲ့မြန်မာနိုင်ငံအပေါ်မှာနော်သူတို့အနေနဲ့ချဲ့လှယ်ဖို့အစင်သိဒါတွေကိုနိုင်ငံတော်ခေါင်းဆောင်ကြီးကမရှိသေးတဲ့သူရင်သူ့မှာအင်အားမရှိဘူး နော်ငွေကြေးမရှိဘူးအတတ်ပညာမရှိဘူးအသိပညာစီးလုံးညီညွတ်မှုမရှိတဲ့မြန်မာပြည်ထဲမှာသူယနေ့ခေါင်းဆောင်နေတဲ့အချိန်မှာဘိုးချုပ်ကြီးမွန်းလောင်လာနိုင်ငံရေးမဟာဗျူဟာကိုရအောင်တီဆောက်နိုင်ငံတဲ့အတွက်အဲ့နိုင်ငံရေးတီဆောက်မှုအားရဲ့အချိန်ကိုထိတ်လန့်ပြီးတော့အမေရိကန်ကပြောင်းလဲပြီဒါကြောင့်မို့ဒီမူဝါဒဒီကိုကျွန်တော်တုံးသက်ခြင်းအပြင်အမေရိကန်ရဲ့မြန်မာပေါ်မှာထားတဲ့သဘောထားတွေအကုန်ပြောင်းလဲပြီးတော့ဒီမိုကရက်တီရဲ့မိုက်ရိုင်းစော်ကားကြီးစိုးခဲ့တဲ့ အနိုင်ကျင့်ဖို့ရခဲ့တဲ့အရာတွေကိုထွန်းကချိန်ချိုးပလိုက်ပြီဒါကြောင့်မို့အနာကမြန်မာပြည်ကကျွန်တော်တို့ OK ပြီအတိတ်တပောင်းနမိတ်ဆောင်ဂျော်ရှူဝါဘိုင်ရဲ့မြန်မာနိုင်ငံအလံကိုလဲကမ္ဘာနိုင်ငံတွေသိအောင်ဖော်ဆောင်နေဆိုတပတ်ကနိုင်ငံကြီးမှာပြီးတော့အောင်မြင်လိုက်မြန်မာပြည်ကလဲတိုးတက်မှုအဆင့်ကိုရောက်တော့မယ်ဒါပြင်အတိတ်တပောင်းနမိတ်ဆောင်ခေါ်ပြခြင်းနဲ့ပြင်ယနေ့ ရင်းနှံတိုက်ကြီးကိုလည်းတော့ကဘာမှာဒုတိယအခြေဆုံးရင်းနှံတိုက်ကြီးကိုလည်းတွေ့ရှိပြီဆိုတော့မြန်မာနိုင်ငံရဲ့လက်ပကောင်းခါရမယ်အခြေအုံရောက်ပြီဆိုတဲ့အကြောင်းကျွန်တော်တို့တင်ပြရင်းနဲ့တို့နိုင်ငံသားတွေစီးလုံးညီညွတ်ဖို့လိုပြီးစီးလုံးကြပါညီညွတ်ကြပါနော်နိုင်ငံတော်အစိုးရလုံးမဲ့လူတွေခေါင်းဆောင်တွေပါတီတွေကလည်းကြီးလုံးညီညွတ်မှုကိုဖော်ဆောင်နိုင်တဲ့နော်အတိအမှတ်ပြုတည်ဆောက်နိုင်တဲ့